ိတ်ညစ်နေရတဲ့လုပ်ငန်းခွင်ထိနေပြီလားတနေ့တိုင်းရဲ့အချိန်အများစုကိုကုံဆုံးရတဲ့တင့်တဲ့အလုပ်ကစိတ်ညစ်ညူးမှုတွေစိတ်ဖိစီးမှုတွေပဲပေးနေပြီလားတဲ့စိတ်ချမ်းမာရေးကို ထိခိုက်စေတဲ့ toxic workplace ရဲ့လက္ခဏာတွေနဲ့ရင်ဆိုင်ဖြစ်ရှိနေတွေကို ကြည့်လိုက်ရအောင်အမေရန်ဇိုးရင်ပူပန်လေရကျဲအလုတ်သွားရမှာ အထက်လူကြီးနဲ့စကားပြောရမှာကိုဇိုးရင်စိတ်တွေထက်နေလားအတင်းအဖြစ်များနဲ့ဖိအားများ အတင်းအဖြစ်တွေအဖြစ်ပုံချက်လာတွေကများပြားလीစိတ်ပြတ်နေရလားလေးစားမှုကင်းမဲ့ခြင်းတင်းနေကြူစားအာထုတ်မှုကိုတန်မှုမထားပဲမမြတာတဲ့ဆက်ဆံမှုတွေခံနေရလားဒီလိုဖြစ်နေပြီဆိုရင်တော့ toxic လုပ်ငန်းခွင်မှာတင်းအလောလောနေပါပြီဒီဗီဒီယိုမှာတော့ toxic လုပ်ငန်းခွင်မှာဆက်လက်ရပ်တည်နိုင်ဖို့လိုအပ်မယ့်နည်းလမ်းတွေလို့ပြောပြပေးသွားမှာဖြစ်ပါတယ်ချက်ချင်းအလုံမပြောင်းနိုင်ရင်တော့ကိုကိုကိုကာကွယ်ဖို့အရေးကြီးပါတယ်တစ်ချက်ဘောင်းနဲ့အလုံလုံပါ အလုတ်ချိန်ပြီးတာနဲ့အလုတ်ကိစ္စတွေကိုစိတ်သေးကထုတ်ပစ်ပါ။သင်ရဲ့ကိုပိုင်အချိန်ကိုအလုတ်ဖီအားတွေဝင်ရောက်ခွင့်မပေးပါနဲ့။တစ်ချက်တစ်ခုခုဖြစ်လာတဲ့အခါပြလို့ရအောင်တက်တည်ယူထားပါ။မမြတာတဲ့အချိန်တွေမတရားတဲ့ဆက်ဆံမှုတွေရှိလာတဲ့အခါရက်ဆွဲအချိန်နဲ့တကွာမှတ်တမ်းထားပါ။လိုအပ်ရင်ကုကုကိုကာကွယ်ဖို့ဒါရီကအရေးကြီးပါလေ။သုံးချက်အားပေးထောက်ပံ့မှုရှာပါ။အပြင်ကယဉ်ကျေးရတဲ့တငယ်ချင်းမိသားစုနဲ့စိတ်သေးကခံစားချက်တွေကိုဖွင့်ပြပါ ဖွင့်ပြောခြင်းကစိတ်ဖိစီးမှုကိုတတ်တာစေပါတယ်။အလုတ်ထွက်ဖို့အစီအစဉ်ဆွဲပါဒီပံမုန်းကြီးမှာအကြာကြီးဆက်နေဖို့မသင့်တော်တော့ဘူးဆိုရင်အခြားအလုတ်ရှာဖို့အလုတ်ပြောင်းဖို့အထက်ငွေကြီးနဲ့အစီအစဉ်ကိုစတင်ပြင်ဆင်ပါဘလောက်ပဲကောင်းတဲ့လစာရာထူးဖြစ်ပါစေသင်ရဲ့ပျော်ရွှင်မှုနဲ့စိတ်ကြမ်းမာရေးကိုလဲလို့မရပါဘူးသင်ဟာပိုကောင်းတဲ့အလုတ်ပတ်ဝန်းကျင်တစ်ခုရထိုက်ပါတယ် တင်ရဲ့ပုံဝင်ခြင်းကစိတ်ပစ္စည်းမှုများတဲ့တင်ငင်ချင်းတွေကို Tech PD ဗီဒီယိုလေးနဲ့အားပေးစကားပြောပြပေးလိုက်ပါဒီအခြေအနေကိုတော့တင်ဘလို့ကြိုဖြတ်ခဲ့လဲဆိုတာကို comment မှာပြောပြပေးပါအောင်နော်